မင်းလာပါရှင်တင်းနေတဲ့တင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒွေဝက်ရှ်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့ဥယျာဉ်ခြံနဲ့တော်ရဲဆစ်ဆောင်နေတဲ့မောတောင်နေတာခန့်ရှေရာကျော်အမိုးအကာစားနေရခါနဲ့ဆောင်းနေလွတ်အပ်နေတဲ့အကြောင်းမြင်းမျိုးကအခောက်မဲ့ဆစ်ကုခန်းနေရအခက်အခဲကြောင့်ပျက်ရောက်ဖယ်ရှိနေတဲ့အခြေအနေတဲ့ယူရခက်ခဲလို့ထိုဝဲမှာအုံတိအဝယ်ရက်ပြီးဈေးကျနေတဲ့အကြောင်း ိုယ်စားလှယ်လောင်းမဲဆွယ်ဆောင်ရွက်ကိုဆုတ်ဖြဲလို့ဆိုပြီးချောင်းဆောင်ဒေသခံတဦးကို2018နှစ်ချလိုက်တဲ့တည်င်။ထိုင်းမှာကျိတ်ဆက်ထံညက်ပါသွားလို့မြန်မာလူသားတဦးသိမ်းဆုံးသွားတဲ့အကြောင်းစားတဲ့တည်င်အကြောင်းအရာတွေကိုပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြူသိန်းတိုက်ပွဲကထွက်ပြေးတင်းရှောင်ပြီးဥယျာဉ်ခြံတွေနဲ့တောတောင်ထဲမှာနေတဲ့စစ်ဘေးရှောင်ရှေ့ရာကျောအမှုအကစားနေရိတ်ခါနဲ့ဆောင်းနေလိုအပ်နေပါတယ်။ဒီတည်င်းကိုဒွေဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ရမြို့သေးတိုက်ပွဲကထွက်ပြီးတိရှောင်ပြီးဥယျချန်တွင်တော်ရမနေတဲ့စစ်ဘေးရှောင်ရှေးအချိုအမိုးကာစာနန်ရီခါနဲ့စောင့်တွေ့လိုအပ်နေပါတယ်စစ်ဘေးရှောင်တွေထဲတကြီးဝဲတွေကလေးတွေမျိုးသမီးနဲ့တန်ဃာတော်တွေမိဖွားထားတဲ့သူတို့ချို့လဲပါတဲ့အတွေ့အမိုးကာနဲ့စောင့်တွေ့လိုအပ်နေတာပါ စမီးရှောင်အများစုမှာဇန်နဟိခါပြင်းချက်ပြူစားတော့ဖို့တွေ့အိုးခွဲ့ပကံတွေလည်းမပါလာတဲ့အတွေ့လွမ်းချက်များစွာရှိနေတယ်လို့စမီးရှောင်ကူညီနေတဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တူကပြောပါတယ်။လက်ရှိမှာတော့ဆက်အနာရှင်တက်ကမောရောင်မျိုးနဲ့ညီတော်ိုက်ကိုလေချောင်းနဲ့ပူကျက်မှုတွေဆက်လက်လှူဆောင်နေပါတယ်။ တေးဆောင်နေရမယ့်အခြေကလာနေချေကြမှာဖြစ်တယ်လို့အမိုးမရှိတဲ့အတွဲညပြောရွက်တွေမူပြီးနေနေကြတယ်လို့ဆိုပါတယ်မောရောင်မျိုးကိုတွန်လိုက်တက်တွေတက်ခိုက်သေးပိုက်ပြီးကလေးကဆက်အနာရှင်တက်ကလေချောင်းတက်ခိုက်မှုတွေဆက်လက်လှူဆောင်နေတဲ့အတွဲဒီကခံတွေအိမ်မပြန်နိုင်ကြသေးပါဘူး ဒါပြင်မောင်မျိုးနာက အမှန်တရွာနဲ့အပန်းနှင်းရွာအပါဝင်ကြီးရွာတစေချောကဒေတာခံတွေလေလေကျောင်းအန်ရီကိုဆူရတဲ့အတွေ့တင်းဆောင်နေရတယ်လို့သိရပါတယ်မင်းမျိုးနဲ့ချစ်ချင်တဲ့အတင်ခွဲကဖွင့်ထားတဲ့အခမဲ့စေကူတာခန်းကိုနေရအခက်ခဲကြောင့်ယာယီပိတ်ရမဲ့အခြေအနေရှိနေတယ်လို့မြို့နယ်ချစ်ချင်တဲ့အတင်ခွဲစီကသိရပါဗျ။တည်င်းအပြည့်စုံကိုတွဲဝက်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါရှင်။ ဘိမြူနယ်ချက်ချင်းတင်ခွဲက ဖွင့်ထားတဲ့ကာမဲစီကိုခံကိုနင်းရအခက်ခဲကြောင်းယာယီပေးရမယ့်အချိန်ဤရှိနေတယ်လို့ဘိမြူနယ်ချက်ချင်းတင်ခွဲစီကတည်ရပါတယ်။လက်ရှိစေခံဖွင့်ထားတဲ့ဘုချုဂျီယုနာကနေရာကိုအခမဲ့အတုတ်ဒူခွင်ပေးထားတဲ့မနပိုင်ရှင်တွေက ပြန်ယူတော့မှဖြစ်လို့စေခံဖွင့်ဖို့နေရာအခက်ခဲရှိနေကြတာပါ။စေခံဖွင့်ဖို့ အစားထိုးမြင်နေရအဆင်မပြေဘူးဆိုရင်2026ခုနှစ်ဖေဖော်ဝါရီလကမှစီကန်းကိုရာယီပိတ်သိမ်းရနိုင်တယ်လို့ဆိုပါတယ်အခမဲ့စီကူကံကို2023ခုနှစ်လွန်မာလမှာစတင်ဖွင့်ခဲ့ပြီးအခုနှစ်အောက်တိုဘာလကိုထိလွန်နာအရေးအတွက်2000ကျော်ကိုစီကူတာပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစိတ်ကအဖွဲ့ဖို့လိုအပ်တဲ့နေရာနဲ့အဆောက်ကို ဘူရီကျောင်းနဲ့ပြည်မျိုးကန်ချူကအခမဲ့အတော်ပြုခွင့်ပေးဖို့ကံလန်နေတာတွေရှိပေမဲ့ဒီနေရာအနေထားကြောင့်မဆိုဖြတ်ရသေးဘူးလို့ဒေါက်တာတင်ဆိုမှုကပြောပါတယ်။စေတမ်းမှာဇီးချိုနဲ့ဗီဒူလိုနာတာရှိလူနာတွေလာရောက်ကူတာမှုများနေတာကြောင့်လက်ရှိခက်ခဲကြက်တဲ့ကာလမှာအခမဲ့စေခံကိုမပိတ်သေးရပေပုံမှန်လဲပတ်နိုင်ဖို့ညွှန်လင်းတဲ့အကြောင်းဗီမျိုးကံမျိုးသားတို့ကပြောပါတယ်။ ဒဝိမြို့မှာလေနေစီမထားဆရာဝန်များအဖွဲ့ MSF ရဲ့လုပ်ငန်းတွေရင်နာလရတဲ့အတွေ့ MSF တွေကဖွင့်လှစ်ထားတဲ့မိတ္တာရေးစိတ်ခံကိုလေပြီးခဲ့တဲ့အောက်တိုဘာလကိုကအပြီးပိတ်သိမ်းခဲ့ရပါတယ်မန္တလေးတိုင်းကိုတင်ပို့ရောင်းချနေတဲ့တဝဲခရိုင်ကံယိုတန်းဒေသတွေကအုံသီးတွေတည်ယူရခက်ခဲတဲ့အတွက်အဝယ်ရက်ပြီးအုံသီးဈေးကျသွားတယ်လို့အုံသီးဈေးကွက်ထဲကနေသိရပါဗျ။ အခုနှစ်မလကလှုပ်ခဲတဲ့စကိုင်းငလျင်ကြီးပြီးတဲ့နောက်အုံသေးဝယ်ယူတဲ့မုံတိုင်နဲ့စိတ်ယုံတွေကအုံသေးအဝယ်ဆော့ရော့ကျသွားတာလို့ဆိုပါရယ်။ဒါအပြင်အောက်ကလကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ကလိန်အောင်မလွဲတောင်လမ်းပိုင်းရရှိပိမိပြီးချိန်မှာတော့မန္တလေးဘက်ကအုံသေးဝယ်သူတွေလုံးဝရပ်နားသွားကြတယ်လို့အုံသေးလုပ်ငန်းရှင်တွေကဆိုပါရယ်။မန္တလေးကအုံသေးဝယ်ယူသူတွေဟာကံပေါက်ဒေတာအပြင်နဘူးလက်ဒေတာနဲ့မြိတ်တွေကလန်းဘော်ကတဲ့ချောင်းမြို့နဲ့အောက်တဲ့ချောင်းရွာတွေအထိကိုပိုင်အုံမင်တပ်သူတွေနဲ့လာရောက်ဝယ်ယူလေးရှိကြပါဗျာ။ ်မိတူရဲ့ကားလမ်းမှာလည်းအခုနှစ်ဧပြီလကစပြီးတိုက်ပွဲတွေကြောင့်လမ်းဖိတ်ဆုမှုမကြခဏကြုံနေရတယ်လို့ရင်းနှီးစိတ်ကန်းတရှိတဲ့နဘူးလေဒေတာမှာလည်းဆီယနာရှင်ရဲ့စစ်ကြောင်းထိုးမှုကြောင့်ဒေတာခံတွေမကြခဏတိမ်းရှောင်ရလေးရှိပါတယ်အုံသားအဝယ်နဲ့သွားတဲ့အတွက်အုံသား6လောက်သူများလာပြီးအုံသား6စီးလဲကြလာတယ်လို့အုံသား6ဝယ်တဲ့ပွဲရုံတွေစီကသိရပါဗျ။ဒီလိုအုံသားနဲ့အုံသားစီးကြလာတဲ့အတွက်ဓာတ်ရိုက်ဝယ်စီးလဲတလုံးကိုကြက်ရကနန်းလောက်ပဲရှိတော့တယ်လို့အုံချန်ပိုင်ရှင်တွေကဆိုပါဗျ။ တဝဲဒေတာထွက်အုံဒီကိုမန္တလေးဈေးကွက်မှာအဝယ်လိုက်ခဲ့တဲ့အတွက်2024ခုနှစ်ကအုံဒီတလုံးကို7,000အထိဈေးရှိခဲ့ပူတယ်လို့အုံဒီလုပ်ငန်းရှင်တွေနဲ့ဒေတာခန်တွေစီကသိရပါဗျ။မွန်ပြည်နယ်ချောင်းဆောင်ဘလူးကျွန်းမြို့နယ်ကွမ်ရိုက်ကျေးရွာကအမျိုးသားတအူးကိုရေကောက်ပဲကောက်ွယ်ရေးဥပဒေနဲ့စစ်ကော်မရှင်က1,028နှစ်ချမှတ်လိုက်ပါဗျ။ဒီတည်င်းကိုတော့ Dwell Wash အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။ မော်ပြည်နယ်ချောင်းဆုံဘလူးကျော်မြို့နယ်ကွယ်ရိုက်ကျေးရွာကအမျိုးသားတအူးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေနဲ့စစ်နာရှင်ကထောင်ထဲ18နှစ်ချမှတ်လိုက်တယ်လို့သိရပါဗျ။ကွယ်ရိုက်ကျေးရွာနဲ့အသက်65နှစ်အရွယ်ဦးကျော်မြင့်ဟာကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှကတ်ထားတဲ့လော့တော်ကိုစလဲလောင်အမည်စင်ရင်ပါစာရွက်ကိုဆုတ်ပြဲလိုက်တဲ့ဆိုတဲ့ဆော့ဆွဲခြင်းနဲ့နိုဝင်ဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတာပါ။ အဲ့ဒီနောက်ဦးကျော်မြင့်ကိုချောင်းဆုံမျိုးမအေးစခန်းမှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွေကိုနောက်ရှေ့ဟတ်တာဖြစ်စည်းတာကနေကောက်ွယ်ပေးရဥပဒေပုံမှန်နဲ့အမှုဖွဲ့တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်ဆန္ဒရှင်ကဦးကျော်မြင့်ကိုရုတ်ထုတ်ဆက်စီပြီးနိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်ခရိုင်တရားရုံးကထောင်နဲ့16နှစ်ချမှတ်လိုက်တာပါ ဆက်အုပ်စုကပြည်သူတွေကိုဖိနှိပ်ကြက်ခိုင်ဖို့ရွေးကောက်ပွဲဥပဒေကိုပြန်နှံ့ခဲ့တာဖြစ်ပြီးအခုလိုကိုစလဲလောင်းစီရင်ဆောက်ရွက်ဆုပ်ဖြဲတာကိုထောင်နယ်၁၈နှစ်ချမှတ်လိုက်တာက ပြင်းထန်တဲ့ပြည်တံဖြစ်တဲ့အပြင်ပြည်သူတွေအနေနဲ့ဒီလိုမျိုးမလုပ်ရဲအောင်ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့မော်ပြည်နယ်ထဲကရွေးကောက်ပွဲအခြေအနေကိုလေလာစောင့်ကြည့်နေသူတဦးကပြောပါတယ်စနရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကပြဋ္ဌာန်းပြီးရွေးကောက်ပွဲကိုနောက်ရှေ့ပြပြအောင်လှုံ့ဆော်တဲ့ဆော့ဆွဲခြင်းနဲ့ပြည်သူတွေကိုစက်တိုက်ဖမ်းဆီးခဲ့တာပါ ရွေးကောက်ပွဲပြပြအားလှုပ်ဆော်မှုဆော့ဆွဲခြင်းနဲ့မော်ပြည်နယ်အပါဝေနိုင်ငံတဝမ်းမှရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးအရေးယူခံရသူတရားနီးပါးရှိပါတယ်။ထိုင်းနိုင်ငံချွန်ဘူရီခရိုင်မှာရှိတဲ့ပလတ်စတစ်ဆက်ယုံမှာဖော်ထုတ်နေကြည့်နေတဲ့ဆက်တဲကိုလူတကူလုံးညက်ပါသွားတဲ့အတွက်မြန်မာအလို့သမားတအူးသိမ်းဆုံးခဲ့တယ်လို့ထိုင်းသတင်းဌာနနဲ့ WAG အဖွဲ့အစည်းကသိရပါဗျ။ နိုဝင်ဘာလ19ရက်နေ့ည10:00နာရီလောက်ကအသက်24နှစ်အရွယ်ကိုသက်စောကိုဟာချွန်ပူရီမြို့မှာရှိတဲ့ဖော်ကျိတ်ဆက်ထဲကို လူတကိုယ်လုံးဝင်သွားပြီးတစားစီကျိမိသွားတဲ့အတွက်နေရာမှာနေသိဆုံးခဲ့တာပါလူခန္ဓာကိုယ်တစ်ခုလုံးကျိသွားတဲ့အတွက်အလောင်းကိုမနက်အထိကောက်ယူခဲ့ရတယ်လို့သိရပါပါတယ်ကိုသက်စောကိုဟာနိုင်ပေါင်းများစွာအလုံးလုံးကိုင်နေခဲ့ပြီးတဲ့နောက်အိမ်ငိုက်သွားတဲ့အတွက်ကျိတ်ဆက်ထဲပြုတ်ကျခဲ့တာဖြစ်နိုင်တယ်လို့ရဲတပ်ဖွဲ့နဲ့ကန်ဆယ်ရေးအဖွဲ့တွေကသုံးသပ်ထားပါဗျ။ ကိုသက်စော်ကိုဟာအဲ့ဒီစက်ရုံမှာအလုပ်လုပ်နေတာ9လလောက်ပဲရှိသေးပြီးပန်းရုံဘက်ကင်ဆောင်ထားတဲ့မြန်မာအလုပ်သမားဖြစ်တယ်လို့ WAG အဖွဲ့အစည်းကသိရပါတယ်ကိုသက်စော်ကိုတိတ်ဆုံးမှုနဲ့ပတ်သက်ပြီးနင်းနာကြေးရအောင်ကုညီဆောင်ရွက်ပေးဖို့ WAG အဖွဲ့အစည်းလာရောက်ကုညီတောင်းထားတယ်လို့ကိုမွန်နိုင်ကပြောပါတယ်တိတ်ဆုံးမှုနဲ့ပတ်သက်ပြီးနင်းနာကြေးကိစ္စနဲ့အခြားအမှုကိစ္စတွေအတွက်အလို့ရှင်နဲ့အတူသက်ဆိုင်ရာထိုင်းအာဏာပိုင်တွေနဲ့ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်တယ်လို့သိရပါတယ် ိတ်ဆုံးသူဟာလူလူတယောက်ဖြစ်ပြီးမြန်မာနိုင်ငံကမိဘတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ရဲတပ်ဖွဲ့ကလည်းတင်မှုတေခွင်အတွက် CCTV မှတ်တမ်းတွေကနေတဆင့်စစ်ဆေးသွားမှာဖြစ်ပြီးဥပဒေအရဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်။အခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ပေးအပန်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။